ဒီတစ်ခေါက်ကတော့အခုပြထားတဲ့ဆာကူရာပန်ပွဲကလစ်လေးကိုထူပြပေးမယ်နော်။ခြီကတော့ Mekoton pipeline ကို သုံးမယ်နော်။ SI ကတော့ 2.5mm ကိုသုံးပြီးတော့ထိုးပါမယ်နော်။ကလစ်ကတော့ TikTok ကလစ်6 cm ကိုသုံးပါမယ်နော်။အရင်ဆုံးပန်ပွဲလေးထိုးဖို့အတွက် measuring လေးစလုပ်လိုက်မယ်နော်။ခွင်းလေးရပြီဆိုရင်ချိန်တက်ခါထိုးမယ်။ဒီခွင်းထဲမှာတိုင်တို့10တိုင်ထိုးသွားမယ်နော်။ တိုင်းတို့ဆယ်တိုင်းထိုးပြီးသွားပြီဆိုရင်ဒီဘက်စူးစားလေးကိုတင်းတင်းလေးဆွဲစီလိုက်မယ်နော်ပြီးရင်တော့ပထမဆုံးစထိုးခဲ့တဲ့တိုင်းတို့ရဲ့ထိပ်မှာရှက်ကော်နဲ့ချိန်မယ်နော်အခုပြထားပြီသလိုချိန်ပေးပါနော်ချစ်ချစ်လေးချိန်မယ်နော်ပြီးသွားရင်ချိန်နှစ်ခါတက်မယ်တနေ့ပြီးရင်အဲ့ဒီရှက်ကော်ချိန်ထားတဲ့အပေါက်မှာတိုင်းရှည်တစ်တိုင်းထိုးမယ်ရှက်ကော်ချိန်တဲ့အပေါက်မှာပဲနော်တိုင်းရှည်တစ်တိုင်း ပြီးရင်အမှနှစ်ခါရစ်မယ်အဲ့ဒီရှက်ကော့ချိန်တဲ့အပေါက်တပေါက်ထဲမှာပဲနောက်ထပ်နှစ်ရစ်တင်တိုင်းရှည်တတိုင်းထိုးမယ်နှစ်ရစ်တင်တိုင်းရှည်ဖြစ်တဲ့အတွက်သုံးခါထုံမယ်နော်ပြီးရင်ချိန်တက်ခါထိုးမယ်ပြီးရင်တော့ဒီတိုင်ရဲ့ထိတ်မှာဒီလိုအထုတ်ထည့်လိုက်ရင်ကြိုးစားနှစ်ခုတည်းဝင်သွားမယ်เนาะအဲ့ဒီမှာရှက်ကော်လုပ်မယ်ဒီလိုလေး ီလိုထည့်ချရတယ်နော်ပြီးသွားရင် app မှာနှစ်ခါရစ်မယ်ဒုတိယပေါက်ကိုသွားမယ်နှစ်ရစ်တင်တိုင်းရှေးတတိုင်းထိုးမယ်သုံးခါကြုံမယ်နော်ပြီးရင် chain တစ်ခါထိုးလိုက်မယ်စစောကားလို့ပဲအဲ့ဒီနှစ်ရစ်တင်တိုင်းရှေးရဲ့ထိပ်မှာ app ကိုဒီလိုထိုးထည့်မယ်နှစ်ပေါက်လုံးနဲ့ဝင်အောင်နော်ပြီးရင် shut call လုပ်မယ် shut call ပြီးရင် အမှတခါရင့်မယ်အဲ့ဒီဒုတိယပေါက်မှာပဲတိုင်ရှည်ထိုးမယ်ပြီးရင်တော့ချိန်နှစ်ခါထိုးမယ်နော်ချိန်နှစ်ခါထိုးမယ်1နှစ်ပြီးရင်အဲ့ဒီဒုတိယပေါက်မှာပဲရှက်ကော်နဲ့ချိန်မယ်ဒီအောက်မှာဝင်ချိန်မယ်နော်ဒါဆိုရင်ဒီလိုပွက်ချက်လေးတစ်ခုရမယ်နော် နောက်တစ်ခု ထပ်ထိုးပြမယ်နော်တတိယများအပေါက်ကို ရှက်ကော်နဲ့ကူလိုက်မယ် ချိန်နှစ်ခါတက်မယ်နော်ပြီးရင်အဲ့ဒီတတရားများပေါက်ထဲမှာတိုင်ရှည်တတိုင်ထိုးမယ်ပြီးရင်အမှနှစ်ခါရင့်မယ်အဲ့ဒီအပေါင်းမှာပဲအဲ့ဒီတတရားများအပေါင်းမှာပဲနှစ်ရက်တင်တိုင်ရှည်တတိုင်ထိုးမယ်ပြီးရင်ချိန်တက်ခါအဲ့ဒီတိုင်ရဲ့ထိတ်မှာရှက်ကော်လောက်လိုက်မယ် ဒီလိုခြေနှစ်ပေါက်လုံးနဲ့ဝင်အောင်လုပ်ပြီးနော်ပြီးသွားရင် အမ်မာနှစ်ခါရစ်မယ်နောက်တစ်ပေါက်ကိုသွားမယ်လေးပေါက်များပေါက်ထဲကိုသွားပြီးတော့နှစ်ရစ်တင်တိုင်းရှည်တတိုင်းထိုးမယ်ပြီးရင်ချိန်တက်ခါအဲ့ဒီတိုင်ထိတ်မှာရှက်ကော်လုံးမယ်ပြီးရင်ရေရိုးတိုင်ရှည်ကိုပဲအဲ့ဒီလေးပေါင်းများပေါက်ထဲမှာပဲပြန်ထိုးမယ်เนาะ ီးရင်ချိန်နှစ်ခါထိုးမယ်။အဲ့ဒီပေါက်မှာပဲရှက်ကော်နဲ့ဆင်းပြီးတော့ချိန်လိုက်မယ်။ဒါဆိုရင်ပွေချက်လေးနှစ်ခုရပြီနော်။နောက်တစ်ခုထိုးမယ်ဆိုရင် နောက်ထပ်တစ်ပေါက်ကို ရှက်ကော်နဲ့ကူးမယ်။ပြီးရင်ချိန်နှစ်ခါပုံမှန်တိုင်းပဲဒီလိုပွေချက်လေးတွေဆက်ပြီးတော့ထိုးသွားမယ်နော်။ငါးခုပြည့်ရင်ပြန်ကြည့်မယ်နော်။ဒီလိုမျိုး၅ခုပြည့်သွားပြီဆိုရင်ခြီးဖြတ်လိုက်တော့မယ်เนาะအရှိကြီးဖြတ်เสียရတော့မလို့เนาะဒီလိုလေ ရှက်ကော်နဲ့ချိန်ပြီးရင်ချီဖြဲဒီခြိစားလေးကို အနောက်ဘက်ကိုပို့လိုက်မယ်နော်ခြိစားနှစ်ဆလောက်အနောက်ဘက်ကိုရောက်ပြီဆိုရင်အဲခြိစားနှစ်ခုကိုနှစ်ခါလောက်ခြိလိုက်ပါနော်ဒါဆိုရင်ဒီလိုမျိုးပန်ပွေလေးရမယ်เนาะ ပြီးသွားရင်အဝါရောင်ခြည်လေးတွားယူလာခဲ့မှာနော်အဝါရောင်ခြည်လေးကို6အက်လေးနဲ့ဒီအလေတတဲအောက်ကနေအရှိကိုထောက်လိုက်မယ်အနောက်မှာခြည်စားလေးနည်းနည်းလေးခြံထားနော်ပြီးရင်အက်ကိုဒီလိုအပြားလိုက်လေးဒီလိုတွေထားမယ်ပြီးရင်ဒီခေါင်းဘက်ကနေ3ခါလောက်ဒီလိုရစ်မယ်3ခါနော်ရစ်ပြီးသွားပြီဆိုရင်ဒါလေးကိုဖိထားမယ်အက်ကိုဒီလိုနေထားလေးကနေပြီးတော့ဆွဲမယ်နော် တေချာလေးလောက်ပေးပါเนาะဒီလိုလေးဆွဲရင်ဒီနေရာလေးမှာအထုံးလေးဖြစ်သွားမယ်เนาะဒီအထုံးလေးဖြစ်သွားပြီဆိုရင်ဒီခြေစားကိုဒီအလဲတက်တဲ့အပေါက်ကနေပြန်ထိုးချနိုင်မယ်เนาะဒီလိုအလဲမှာအလုံးလေးအဆက်ကလေးတစ်ခုရသွားမယ်เนาะပြီးသွားပြီဆိုရင်ပွက်ချက်လေးက၅ခုရှိတာဆိုတော့ပွက်ချက်တစ်ခုချင်းစီရဲ့အောက်မှာ အလုံးလေးတွေတစ်ခုတစ်ခုစီလောက်သွားမယ်เนาะ အောက်ကနေအပေါ်ချီယူမယ်ပြီးရင်ဒီပွတ်ဖက်လေးနဲ့တက်တက်ပေါ့နော်အက်ကိုဒီလိုထားမယ်ပြီးရင်ခြီသုံးခါလောက်ရစ်လိုက်မယ်ပန်ပွေလေးနဲ့ကက်နေမှာအဆင်ပြေမယ်နော်ဒီလိုကက်ကက်ကလေးဖိထားလိုက်မယ်နော်ဖိပြီးရင်အက်ကိုအဲ့ဒီခွေးထဲကနေပြီးတော့ခြီလေးတွေကြော်သွားအောင်ဆွဲထုတ်မယ်နော်ဒီလိုလေးအလုံးလေးကပန်ပွေလေးနဲ့ကက်နေမှာအဆင်ပြေမယ်နော်ပြီးမှနောက်တစ်ပောက်ကနေပြီးတော့အထိုးချလိုက်မယ် ဒါဆိုရင်ပထမပွဲဖက်ရဲ့အောက်တက်မှာအလုံးလေးတစ်ခုရမှာเนาะနောက်တစ်ခုထပ်ပြီးတော့လုပ်ပြပေးမှာเนาะနောက်ပွဲဖက်ရဲ့အောက်တက်ကနေခြီထုံးမယ်အက်ကိုဒီလိုလေးအပြားလိုက်လေးထားပြီးတော့၃ခါလောက်ရင်မယ်ပန်းပွဲလေးနဲ့ဒီခွင်းလေးတွေနဲ့ကက်နေမှာအဆင်ပြေမှာเนาะပြီးမှခြီဆွဲထုံးမှာเนาะ ဒီအလုံးလေးကပန်းပွက်လေးနဲ့ကပ်နေရမယ်နော်ပြီးမှနောက်တစ်ပေါက်ကနေခြေကအောက်ကိုဆွဲချလိုက်မယ်နော်ဒါဆိုရင်တော့ဒီမှာအလုံးလေးနှစ်ခုရပြီ နောက်ထပ်ဒီလိုမျိုး1 2 3နောက်ထပ်3ခုကိုထပ်ပြီးတော့လှုပ်လာပေးပါနော်အလဲကတစ်လုံးရဲ့ဘေးက၅လုံးရဲ့ပြီးပြီဆိုရင်တော့ဒီအနောက်ကခြေစားလေးနှစ်ခုကို ခြေလိုက်ရင်ရပါပြီနော် ကလစ်လေးထိုးဖို့အတွက်ဆိုရင်အရင်ဆုံး slit knot လေးလောက်လိုက်မယ်နော်ဒီကလစ်ထိုးတဲ့အခါကျရင် add account လေးမသုံးပါနဲ့နော်ဒီလိုမျိုးတီးတတ်တချောင်းလေးဖယ်ထားပေးပါနော် add အသားလေးတွေနာမှာဆိုတော့နော်ပြီးသွားရင်ကလစ်ကိုဒီလိုမျိုးအခြုံကိုညာဘက်ကိုထားပြီးတော့စထိုးမယ်နော်ဒီကနေပြီးတော့ပထမဆုံးဆက်စချင်းတစ်တိုင်းစပြီးထိုးပါမယ်နော် သူကလေစိတ်ရှိရှိလေးနဲ့တတိုင်ပြီးတတိုင်ရအောင်ထိုးရတာပေါ့နော်ဒီဘက်ထောက်မှာတိုင်တို့လေးတတိုင်ရမယ်ပြီးွားရင်ချိန်၃ခါလောက်ထိုးမယ်နော်1ချိန်၃ခါပြီးရင်ဟိုဘက်ခြမ်းကိုဒီလိုလေးတွားပြီးတော့တိုင်တို့ထိုးမယ်2 တိုင်းเนาะပြီးရင်နောက်ထပ်တိုင်းတို့လေးတွေထိုးသွားမှာပေါ့เนาะဒီနေရာမှာကြတော့တိုင်းတို့အရေးအတွက်လေးကိုမပြောတော့ဘူးเนาะစိတ်ရှိရှိလေးနဲ့တတိုင်းပြီးတတိုင်းတတိုင်းထိုးပြီးတိုင်းဒီအောက်ကိုဆွဲချမယ်စစိတ်ကလေးပေါ့เนาะဒီလိုလေးအက်ကလေးတွေတော့နည်းနည်းတော့နာမှာပေါ့เนาะဒါလေးကကြတော့ ဒီလိုလေးပဲဒီအပေါ်နားရောက်တဲ့ ठी ပေါ့နော်ဒီတိုင်းထိုးပြီးရင်အောက်ကိုဆွဲချမယ်အဲ့လိုလေးပဲထိုးသွားလိုက်ပါနော်အဆုံး ठी ရောက်လို့ဒီလိုနေထားလေးရပြီဆိုရင် chain နှစ်ခါ chain နှစ်ခါထိုးပြီးရင်ဟိုဘက်ခြမ်းကိုသွားပြီးတော့တိုင်းတို့ထိုးလိုက်မယ်နော်ဒီလိုမျိုး ပြီးရင်ဆက်ပြီးတော့တိုင်တိုလေးတွေဆက်ထိုးသွားမယ်နော်တိုင်တိုလေးတွေကိုစစ်စိတ်ကလေးပေါ့နော်တတိုင်ဆွဲပြီးတိုင်းအောက်ကိုဆွဲချမယ်ဆက်ပြီးထိုးသွားပြီးပါနော်အဆုံးကိုရောက်သွားပြီဆိုရင်ပထမဆုံးစားခဲ့တဲ့တိုင်တိုရဲ့ထိပ်မှာရှက်ကော်လေးနဲ့ချိန်လိုက်မယ်နော်ရှက်ကော်နဲ့ချိန်မယ် ပြီးရင်ချိန်တက်ခါတက်လိုက်နော်ချိန်တက်ခါထိုးပြီးသွားရင်ဒီအလဲအပေါက်အကျဲကြီးထဲမှာတိုင်တို့၅တိုင်ထိုးမယ်နော်၃တိုင်၄တိုင်၅တိုင်ချိန်တက်လောက်ထိုးပါနော်ဒီမှာတော့၅တိုင်ထိုးထားပါရယ်နော်ပြီးရင်တော့ဒီဘက်တိုင်တို့ရဲ့ထိတ်မှာရှက်ကော်လေးနဲ့ချိန်လိုက်မယ်เนาะပထမဆုံးစားခဲ့တဲ့ဒီတိုင်တို့ရဲ့ထိတ်မှာပါเนาะ ရက်ကော်နဲ့ချိန်မယ်ချိန်သုံးခါထိုးမယ်ဒီနေတော့ပြီးရင်တပေါက်ကျော်နောက်တပေါက်မှာရက်ကော်ချိန်သုံးခါပြန်ထိုးမယ်ပြီးရင်တပေါက်ကျော်မယ်နောက်တပေါက်မှာရက်ကော်အဲ့လိုမျိုးပဲတပတ်လည်လုံးထိုးသွားမယ်နော်ချိန်သုံးခါတပေါက်ကျော်ရှက်ကော်အဲ့လိုမျိုးဒီကနေတောက်လျှောက်ဒီနာတီထိုးခဲ့ပေးပါနော်အဆောင်ရောက်ပြီဆိုရင်တော့ရှက်ကော်နဲ့ချိန်ပြီးရင် ခြေဖြတ်ပြီးတော့အနာသိမ့်လိုက်ရုံပဲပေါ့နော်ပြီးတော့ရင်စစောကပန်ပွေလေးရဲ့အနောက်မှာကော်လေးကပ်မယ်ပြီးရင်ဒီကလစ်လေးပေါ်မှာတင်လိုက်ပေါ့နော်အချွန်လေးကိုအပေါ်ဘက်မှာထားမယ်နော် လိုနေထားလေးကတ်လိုက်မယ်ဆိုရင်ဒီကလစ်လေးရပါပြီเนาะ